ထိမမထားတဲ့အကျိုးအာနိသင်များတဲ့လက်ပံပင်အကြောင်းမြေဥကာလမှာ ရေရေနီအောင်ပွင့်တဲ့လက်ပံပင်ဟာလာလဲလာသလိုဂျမရေးသွဲများစွာ အကျိုးပြုပါတယ်မြေရှိခန်းအပင်ကြီးမျိုးဖြစ်ပြီးတော့၆တွေ့တဲ့ဒေတာများမှာအပအိန္ဒိယနဲ့မြန်မာနိုင်ငံသုံးဝန်းလုံးမှာလက်ပံပင်ကိုတွေ့ရပါတယ်လက်ပံပင်ဟာ မြစ်ကမ်ပါနာရှိနုံးမြများပေါ်မှာအများဆုံးဖြစ်ထွန်းပါတယ် လက်ပံပွင့်လေးတွေကစားကောင်းတယ်လို့ကျမ်းမာရေးအတွက်လည်းကောင်းစေပါတယ်။ဘလိုမျိုးကျန်းမာရေးကောင်းစေတယ်လဲဆိုတာကိုအတူတူနားဆင်ကြည့်လိုက်ရအောင်နော်။ This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly. နံပါတ်၁လက်ခံတက်တာစီတယ်။လက်ပံပွင့်ကိုချက်ပြုတ်စားတာက ဝန်းချုပ်မှုကင်းစေတယ်လို့လိတ်ခေါင်သက်တာစီနိုင်ပြီးလိတ်ခေါင်ကြောင့်စအိုကနေသွေးကျတာကိုသက်တာစီနိုင်ပါတယ်။နံပါတ်2အနာကျက်စီနိုင်တယ်။လက်ပံပွင့်ကိုကျိတ်ပြီးအနာပေါ်မှာလိမ့်ပေးတာကအနာကျက်စီနိုင်ပြီးအနာကိုပိုးဝင်တာမျိုးမဖြစ်စေဖို့ထောက်ကူပေးနိုင်ပါတယ်။နံပါတ်3ဝမ်းပြက်ဝမ်းလျှောတာကိုသက်တာစီတယ်။လက်ပံပွင့်ဒါမှမဟုတ်လက်ပံရွက်ကိုစောင်းပေးတာကဝမ်းပြဲဝမ်းလျှောတာကို တတစီနိုင်ပါတယ်။နံပါတ်၄အပူလောင်နာကိုလည်းတတစီတယ်။အပူလောင်နာကိုတတစီဖို့ဆိုရင်လက်ပံပွင့်ချက်ကိုအချောက်ခံပြာချပြီးစီလေးနဲ့လိမ့်ပေးတာကအပူလောင်နာကိုတတစီနိုင်ပါတယ်။နံပါတ်၅အကျိတ်အဖုတွေကိုတတစီနိုင်တယ်။လက်ပံပွင့်ကို အနည်းဖြစ်အောင်ကြိုက်ပြီးအကျိတ်အဖုတွေပေါ်မှာလိမ်ပေးတာကကင်ဆာကျိတ်မဟုတ်တဲ့တာမန်အကျိတ်ဖုတွေကိုသက်သာစေနိုင်ပါတယ်။ နံပါတ်6အစာအိမ်ဦးလန်းကျောင်းကျမစီတယ်လက်ပံပွင့်ကအမြင်တဲ့ကြွေဝစာပါဝင်ပြီးဦးတွေရဲ့လှုပ်ရှားမှုကို ကောင်းစေသလိုဦးလျံတွေကို အာဟာရဆောက်ယူမှုကောင်းစေပြီးအစာအိမ်ဦးလန်းကျောင်းကျမစီဖို့ထောက်ကူပေးနိုင်ပါတယ်နံပါတ်9စီလန်းကျောင်းပိုးဝင်တာကိုတတ်တာစီတယ်စီးသွားရနာကျင်တာစီးသွားရခက်တာတွေကိုတတ်တာစီဖို့ဆိုရင်လည်းလက်ပံပွင့်ကိုအတုံးပြေးလို့ရပါတယ် လက်ပံကောင်းကိုစားပေးတာကလည်းစီလန်းချောင်းပိုးဝင်တာကိုသက်သာစေနိုင်ပါတယ်။နံပါတ်၈သွေးတန့်စေတယ်။လက်ပံပွင့်နဲ့လက်ပံကောင်းကသွေးတန့်စေဖို့လုံဆောင်ပေးနိုင်ပါတယ်။ဒါကြောင့်သွေးသေးကအစိတ်တောက်တွေကိုဖယ်ရှားရှင်လဲဆိုရင်တော့လက်ပံပွင့်ကိုအသုံးပြုပေးလို့ရပါတယ်။နံပါတ်၉ယာဒီသွေးစင်နာများတာကိုသက်သာစေမယ်။ယာဒီသွေးစင်နာကကျန်းမာမှုရဲ့လက္ခဏာတစ်ခုဆိုပေမဲ့ လူအပ်တာထက်များတယ်ဆိုရင်တော့ကောင်းတော့မကောင်းပါဘူးဒီချင်းနေကိုတက်တာဖို့ဆိုရင် လက်ပံပွင့်ကို အသုံးပြုပေးလို့ရပါတယ်နံပါတ်30အသားအရေးကျန်းမာစေတယ်အသားအရေးမှာဖြစ်တဲ့ဝက်ချံအမဲစက်နဲ့အသားအယောင်မညီတာကိုတက်တာစေဖို့ဆိုရင်လည်းတေချာတန့်စင်ထားတဲ့လက်ပံပွင့်ကိုအနစ်ကျိုက်ပြီးလိမ်ပေးလို့ရပါတယ်နံပါတ်7ချောင်းဆိုးတက်တာစေတယ် ချောင်းဆိုးနေတယ်ဆိုရင်လည်းလက်ပံပွင့်ကိုငရုတ်ကောင်းလေးနဲ့တွေးဖက်စားသုံးပေးတာကချောင်းဆိုးတာကိုသက်သာစေနိုင်ပါတယ်။နံပါတ်၁အအေးမီးဖျားနာတာသက်သာစေတယ်။လက်ပံပွင့်ကကိုခံအားကောင်းစေပြီးဖျားတာမျိုးမဖြစ်စေဖို့ကောက်ကွယ်ပေးသလိုဖျားနာမှုကိုလည်းမြန်မြန်သက်သာစေနိုင်ပါတယ်။လက်ပံပွင့်လေးကစားရလဲကောင်းပြီးအခုလိုကျမ်းမာရေးကောင်းကျိုးလေးတွေကိုလည်းရရှိစေနိုင်ပါတယ်။ က်ပံပွင့်က ကျမ်းမာစေတယ်ဆိုပေမဲ့အများကြီးစားတာမျိုးကတော့မကောင်းပါဘူးအလွန်ကျွန်းစားမယ်ဆိုရင်ခေါင်းကိတ်တာမအီမတာဖြစ်တာသွေးပောင်ကြတာဝမ်ပြက်ဝမ်ရှော့တာတွေကို ဖြစ်စေနိုင်ပါတယ်ကိုယ်ဝန်ဆောင်တွေကလေးငယ်တွေယောဂအခမ်းရှိသူတွေကျမ်းမာရေးပြဿနာတရရကြောင်းစီးတောက်နေရသူတွေအနေနဲ့ဆရာဝန်နဲ့တေချာသိမ့်ပင်ပြီးမှစားသုံးတင်ပါတယ်ပုံမှန်ကျမ်းမာသူတွေအနေနဲ့လည်းအလွန်အကျွံစားတာကိုရှောင်ကျဉ်သင့်ပါတယ် ဓာတ်မတဲဖြစ်နိုင်ခြင်းများတဲ့အတွက်အရေးပြားမှာလိမ့်မယ်ဆိုရင်တဲ့မတဲစမ်းဖို့လိုအပ်ပါတယ်မြမတန်ရင်စင်းကျန်းတွေမှာတော့လက်ပံပွင့်ကိုခုလိုဖော်ပြထားပါတယ်လက်ပံပွင့်ကလပါတိတေယုံမြမကအမြင်အခေါစူးအဖူးအစေးအရွယ်အတီးနူးနူးအပွင့်စတဲ့လက်ပံပင်ရဲ့အစိတ်အပိုင်းအလုံးကစေးဖက်ဝင်လာပါလေလက်ပံအမြင့်ကခြိုတဲ့အရာရှိတယ် အေးတဲ့တက်တိရှိပြီးအပူကိုငိမ့်စေတယ်။တုပ်ကိုပွားစေပြီးလူကိုဝါဖြိုးစေတတ်တယ်။ကာမအာကို ဖြစ်စေပါတယ်။အသားအရည်ကိုကြည်လင်စေပြီးဖောရောင်တာနဲ့အဆုတ် TV ယောဂကိုသက်တာစေတဲ့အာနိသင်ရှိပါတယ်။လက်ပံအခောက်ကဖန်တဲ့အရတာရှိပြီးတလိပ်ဒေါဒါကို ပေတတ်ပါတယ်။ခွန်အားကို ဖြစ်စေပါတယ်။တုပ်တက်ကိုပွားစေပြီးကာမအာပိုးပွားစေပါတယ်။အတက်ကိုရှိစေပါတယ်။ ကိုအလေးချိန်ကို ရှော့ကျစီပြီးနာကျင်ကြိတ်ခဲခြင်းနဲ့ရောင်တင်းခြင်းကိုတိတိတတ်တာသက်သာစေတဲ့အာမိသင်ရှိပါတယ်။ဒါပြင်သွေးကိုတိတ်စေတဲ့အရေပြားကိုအကျိုးပြုပြီးသွေးဆုနာဝတ်ချံကဲ့သို့ အကျိတ်အဖုတွေကိုလည်းကြေပျောက်စေတဲ့အာမိသင် ရှိပါတယ်။လက်ပံအရွက်ကအယောင်ကျစီပြီးအဖျားကိုလည်းပျောက်စေတဲ့အာမိသင်ရှိပါတယ်။အပွင့်ကချူဖန်နဲ့အရာရှိပြီး အေးတဲ့တတိရှိပါတယ်။တအိမ်ကိုပန့်ရှင်းစင်ကြယ်စေပါတယ်။တဲချေဒေါဒါနဲ့တလိတ်ဒေါဒါတို့ကိုနိုင်ပြီးလေဒေါဒါကို ပြက်စေပါတယ်။လေခေါင်းယောဂအပြင်းယောဂနဲ့တရက်ရွယ်ရောင်တာတွေကိုတတ်တာစီပြီး အရေပြားကိုအကျိုးပြုတဲ့အာနိသင်္ခေရှိပါတယ်။ဒါပြင်လက်ပံပွင့်ကမီးရဖြူစင်ယောဂကိုတိတိတတ်တာတတ်တာစီတဲ့အာနိသင်ရှိတာကိုလည်းပြရပါတယ်။ အပီးကခြိုတဲ့အရာသာရှိပြီးကြေကျက်လွယ်တယ်အေးတဲ့တက်သည့်ရှိပြီးအပူကိုငြိစေတယ်လူကိုဝါဖြိုးစေတယ်ခွန်အားကိုဖြစ်စေပြီးကာမအားကိုတိုးပွားစေတယ်စီးကြောက်တဲ့တာနဲ့နာတာရှိစီးအိမ်ရောင်ရမ်းတာကိုလည်းတတစေပါတယ်သွေးကိုပန့်စင်စေပြီးအနာကျက်စေတဲ့အပြင်နူနာယောဂါကိုလည်းတတစေပါတယ်လက်ပံအစေကရေကြောက်ယောဂါ ကြောက်ကြီးယောဂါတွေကိုတက်တာစီတဲ့အာမိတ်တင်ရှိပြီးနာတာရှိစီးအိမ်ရောင်ရမ်းခြင်းမျိုးပွားအင်္ကာနဲ့စီလန်းချောင်းတို့မှာယောဂါပူဝင်ရောက်ခြင်းတို့ကိုလည်းတက်တာစီတဲ့အာမိတ်တင် ရှိပါတယ်။ဒါပြင်လက်ပံပင်ကထွက်တဲ့အစေးကလည်းစေဖက်ဝင်ပါတယ်။လက်ပံပင်ရဲ့အစေးကဓာတ်နဲ့ခုတ်ထိပ်ပြီးအစေးထုတ်ရင် အစိမထွက်ပါဘူး။တဘာဝအလျောက်ထွက်တတ်သလိုကြောက်ခဲများနဲ့ထူးချင်းချင်းပိုးများကိတ်ဖောက်ခြင်းတို့ကြောင့်အပင်မှဒဏ်ဖြစ်ပြီးအစိထွက်တတ်ပါတယ်။အပင်ကထွက်ဆမှအစိကအဖြူရောင်ဖြစ်ပြီးအချိန်ကြာလာတဲ့အခါပြင်ပကနေနဲ့လေတို့ရဲ့ထိသွေးမှုကြောင့်အနီရောင်ညီညိုရောင်အဖြစ်ပြောင်းသွားပါတယ်။ တိုင်းစီးကျန်းတွေမှာပေါ်ပြချက်အရာလက်ပံအစေးကအေးတဲ့တတိရှိတဲ့ဖန်တဲ့အရာတာရှိပြီးချုပ်စီတက်တဲ့အာမိတင်ရှိပါတယ်။တလိတ်ဒေါသကိုပွားစီတက်ပြီးသေးချေဒေါသနဲ့လေဒေါသကိုနိုင်တဲ့အာမိတင်ရှိပါတယ်။ခန္ဓာကိုယ်မှာဓာတ်ခုနှစ်ပါးကိုတိုးပွားစီပြီးလူကိုဝါဖြိုးစေတဲ့မျက်ဉဏ်အားကိုတိုးတက်ကောင်းမွန်စေတဲ့အုတ်ကိုပွားစီပြီးကာမအားကိုတိုးပွားစေတဲ့ အရွေသေးမြုပ်ပြိုစီပြီးအတက်ကိုရှည်စေတယ်။ကိုယ်ဝန်ကို ခိုင်မြဲစေတတ်တယ်။သင်းဖောက်ပြန်လို့ဖြစ်တဲ့ယောဂလက်ခံယောဂကြောင့်ဝမ်းသွားလေးပြီးပါတာ။မြည့်ရသွေးအစင်းများတာမြည့်ရဖြူစင်းတာအပူလောင်တာဝမ်းပြက်ဝမ်းလျှောယောဂနဲ့ကြောက်ယောဂတို့ကိုတက်တာပျော်ကင်းစေတဲ့အာနိသင်ရှိတယ်လို့တိုင်းရင်းစည်းကြမ်းတွေမှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးလက်ပံပွင့်ရဲ့အသုံးပြုပုံတွေကို ပြောပြပေးပါမယ်။တိုင်းရင်းစည်းကမ်းတွေမှာဖော်ပြချက်အရာနံပါတ်၁အဆုတ်အအေးမိပြီးအဆုတ်လေးပြုံများရောင်ရမ်းတဲ့အခါလက်ပံပွင့်ကိုရေနဲ့စိမ့်ပြီးတညထားကအရေကိုစေယူပါ။၎င်းစိမ်စီးရီမှာမုံရင်းစိမ်အနေငယ်ထည့်ပြီးတောက်ပေးလေအဆုတ်လေးပြုံများရောင်ရမ်းခြင်းကိုတတ်တာစီပါတယ်နံပါတ်2ပန်းနာရင်ကျက်ယောဂါဖြစ်လေ လက်ပံပင်ရဲ့ပင်စီကအဆူဖုလေးတွေကို အမုတ်ပြုပြီး၎င်းအမုတ်ဟင်းစားစုတစုံခန့်ကို နွားလို့ဒါမှမဟုတ်ရေတဖန်ခွက်နဲ့နစ်စင်နဲ့အတိုင်းတောက်ပေးရပါမယ်။၎င်းအတိုင်း၃မှ၄လခန့်အထိနစ်စင်မမတောက်ပေးပါက ပန်းနာရင်ကျက်ယောဂါကိုသက်သာစေပါတယ်။နံပါတ်၃အမျိုးသမီးများမိရဲ့ဖြူစင်းလေး လက်ပံပွေအချောင်း12ပဲသားနဲ့တကြား12ပဲသားကိုနွားနို25ချက်သားနဲ့ကြိုရိပ်တောက်လီမီးရက်ဖြူစင်တာကိုတက်တာပျောက်ကင်းစေပါတယ်။နံပါတ်၄ညနာမှာအဖုအပိန်ပောက်ပါကလက်ပံအစူးအဖုကိုနွားနို့ဒါမှမဟုတ်စိတ်မျိုးဖြင့်သွေးရည်လိမ့်ပေးပါက အဖုအပိန်ကင်းပြီး အသားရည်ချုံးမွေကအယောင်အစင်ကြည်လီလာပါစေပါတယ်။ နံပါတ်5ဝမ်းကိတ်ခြင်းလက်ခေါင်းယောဂကြောင့်ဝမ်းသွားတဲ့အခါသေးပါခြင်းလို့ဖြစ်လေလက်ပံပွင့်ခေါင်းကိုညဦးသွင်းရေစိမ်ထားပြီးနံပါတ်2ရေကိုစစ်၍တကြားအနည်းငယ်ထည့်ပြီးတောက်ပါကတက်တာပျောက်ကင်းစေပါတယ်နံပါတ်6ခန္ဓာကိုယ်မှာကြွက်သားများရောင်ခြင်းပင်ခြင်းကြွက်သားများကျုပ်ဆွဲခြင်းတို့ဖြစ်လေလက်ပံရွက်ကိုကျိတ်ပြီးအုံပေးခြင်းအမှုပြု၍ ဆုံနဲ့လိုင်းပေးခြင်းဖြင့်တတပျောက်ကင်းစေပါတယ်။နံပါတ်ခုခန္ဓာကိုယ်မှာဓာတ်အားကုန်ခန်းခြင်းအမျိုးသားများတုတ်ဓာတ်အားနေခြင်းပန်းသေးပန်းညူးခြင်းတို့ဖြစ်ရင်လက်ပံပင်ငယ်ရဲ့အမြင့်ဥကိုနေရိပ်တွင်အချောက်လန်း၍အမုတ်ပြုပြီးလက်ပံမြင့်ဥမုတ်နပယ်တကြားနှစ်ချက်လေးပယ်နမုစစ်စစ်ခုနှစ်ချက်ရှိပေသားတို့ကို ရောဖြော်ပြီးနနက်တိုင်းမမှန်တောက်ပေးပါက တုတ်ခမ်းခြင်းပန်းတေပန်းညူးခြင်းကိုတတပြောက်ကင်းစေပါတယ်။ခွန်အားဘလောက်ကိုတိုးပွားစေပြီးအားအင်ပြည့်ဖြူစေပါတယ်။နံပါတ်၈ခန္ဓာကိုယ်မှာ အပူဓာတ်များနေခြင်းရာသီဥတုပူပြင်းခြင်းတို့ကြောင့်စီးပူခြင်းစီးမြင်ခြင်းစီးဝါခြင်းစီးအယောင်နောက်ခြင်းတို့ဖြစ်လေလက်ပံဥညရဲ့အဆိုဤတတူရေစနပေးသားကိုနနက်တစ်ချိန်ညတစ်ချိန်တောက်ပေးခြင်းဖြင့်တတ်သားစေပါသည် နံပါတ်9စီအောက်လင်လက်ပံအမြင့်မုံတပေးသားကို နွမ်းမို့ပူပူနဲ့တခြားတို့ရောဆက်ပြီးတောက်လင်တက်တာစီနိုင်ပါတယ်။နံပါတ်10တဖုံးပီးယူခြင်းဖြစ်လေလက်ပံအခေါမုတ်ဖြင့်သွားတိတ်ပေးပါကအေးတိတ်စေပြီးသွားများကို ခိုင်ခန့်စေပါတယ်။နံပါတ်17အမျိုးသားများ ပန်းတေပန်းညွှန်းဖြစ်ခြင်းအိပ်ပျော်နေစေတုန်လို့ခြင်း တုတ်ပိုးရော့နေခြင်းတည်မအောင်ခြင်းတို့ဖြစ်ပါကလက်ဆက်တဲ့လက်ပံအခေါက်တတ်သူရေဟင်းစားစုံတစုံနဲ့လက်ဆက်တဲ့ရှစ်မတတ်ဦးတတ်သူရေဟင်းစားစုံတစုံတို့ကို ရောဆက်ပြီး၎င်းထဲကို တကြားလက်ဖက်စားစုံတစုံနဲ့ငရုတ်ကောင်းစီခုနှစ်စိတ်ခန့်ကို အမုတ်ပြုရေရောထဲ့ပြီးအစာမစားမီတမင်နှစ်ကြိမ်တောက်ပါ ၎င်းအတိုင်း23ရက်တောက်ပေးလေအမျိုးသားများစံမာဒုက္ခနဲ့ပြည်စုံစေပါတယ်ဒါအပြင်ဂနူယောဂနဲ့မိရဲ့ဖြူစင်ယောဂတွေကိုလည်းတတ်သားစီတယ်လို့သူတေသနာ စာတမ်းတွေမှာဖော်ပြထားတာကိုသိရပါတယ်နံပါတ်7လက်ပံပင်ရဲ့စူးအဖုနဲ့ပင်စီအခေါက်ကအရေပြားကိုအာဟာရဖြစ်စေပြီးဝတ်ချံမေချောင်းသွေးစုနာနဲ့ပြည်တဲ့အဖုများကိုကြေပြောက်စေတဲ့အာနိသင်ရှိပါတယ် အဲ့ဒီထဲကမှလက်ပံပင်ရင်အစုအဖုကဝတ်ချံတွေကိုတိတိတတတတ်တာစီတဲ့အာနိသင်ရှိတာကြောင့်အလားပင်ပစ္စည်းတွေအသားရည်ထိမ့်သိမ့်တဲ့လိုရှင်တွေဝတ်ချံကာကွယ်တဲ့မျက်နှာသစ္စာပြနဲ့မျက်နှာလိန်ခရင်ပေါ်ဆက်တဲ့အခါမှာလက်ပံအစုအဖုကိုအဓိက အသုံးပြုကြတယ်လို့ပေါ်ပြထားတာကိုတွေ့ရပါတယ်။လက်ပံပင်ကလက်လက်ဆက်ဆက်မဟုတ်ပဲအချောက်ဆိုရင်တော့မုံမတက်တဲ့လက်ပံပင်6လေးဖြစ်ဖို့အတိထားပေးပါနော်။ ဒီမိုတက်တဲ့အစားအစာကိုစားသုံးခြင်းကအသေးကင်ဆာအသေးခြောက်ခြင်းတွေကို ဖြစ်စေနိုင်လို့ပါလက်ပံပင်ရဲ့အကျိုးအနိသင်တွေကိုပြောပြပေးသွားပြီးဆိုတော့ဘယ်လိုပုံစံလေးတွေလှုပ်ရှားလို့ရလဲနောက်ပြီးလှုပ်ရှားနည်းလေးကိုလည်းအလက်စားထဲပြောပြပေးမယ်နော် ထမင်းစားမြင်အောင် အစာလေးစီးဖြစ်အောင်ဆိုရင်လက်ပံပွင့်ကိုရခိုင်တုတ်လေးတုတ်စားတာမျိုး အညာတုတ်လေးလိုစီချက်လေးညစ်ဘဲလေးနှံနေနဲ့တုတ်စားတာကလည်းအတော်စားလို့ကောင်းပါလေ။နောက်ပြီးလက်ပံကောင်းကိုချီရင်ချက်စားကြသလိုညပိလေးနဲ့အတော်အမျိုးအဖြစ်နဲ့စားကြပါရစေ။လက်ပံပွင့်ကြော်နင်းကိုလည်းပြောပြပေးပါဦးမယ်။နံပါတ်၁လက်ပံပွင့်ကိုဝတ်ဆံအတန်လေးတွေချဲနူနေအောင်ပြုတ်ပါ။နံပါတ်၂ပြုတ်ထားတဲ့လက်ပံပွင့်လေးတွေကို အသေးလေးတွေဖက်ပြီးရင်စားအချို့မို့စက်သားမို့ စက်သွင်ဖြူနဲ့နဲ့ဆန်စိမ့်မုတ်လေးနဲ့နဲ့ထည့်နေခဏနေထားပြီးမှ စီများများနဲ့ကျွတ်ကျွတ်လေးကြော်ပါဒီနေရာမှာအချိုမိုးတို့စက်သားမိုးတို့မစားဘူးဆိုရင်လည်းမထည့်လဲရပါတယ်ခြားခါနီးစက်သွင်ဖြူထထည့်ပြီးကြော်ပါပုံမွေးပါတယ်အဆက်ကျက်ရင်ညှုတ်ပြီးကြော်လေးပါရောမွေပြီးတော့ထည့်လို့ရပါတယ်တအားကောင်းပြီးတော့အသား6မွှတ်ကြော်လေးလို့ဖြစ်နေတဲ့လက်ပံပွင့်6ကြော်လေးကိုရမှာပဲဖြစ်ပါတယ်ရှင် ပြောပြပေးသွားတာကတော့လက်ပံပေးရဲ့အကျိုးအနိတေအပြင်ထမင်းငိမ့်စီအောင်အစာလေးစီးဖြစ်အောင်လုတ်စာနီလေးပါပြောပြပေးသွားပါတယ်နော်အဆုံးထိနာစင်ပေးလို့ကျေးဇူးတူတင်ရှိပါတယ်ရှင်နောက်ထပ်နောက်ထပ်လည်းခုလိုကျမ်းမာရေးပခုသူတာတွေကိုရရှိစေမယ့်အကြောင်းအရာတွေကိုလည်းတင်ပြအောင်ပါမို့ဆက်ဆက်စောင့်မျှော်အားပေးကြပါဦးနော် ကျမ်းမာရေးဆိုင်ရာဘဝတူတာတွေကိုအသုံးချရင်ကျမ်းမာပျော်ရှင်ကြပါစေချင်း